ပဟန်းမြို့နယ်ဆရာဆန်ရက်ကွက်အတွင်းကတက်မတော်သားလွှတ်တော်ကိုယ်စားလှယ်တဦးရဲ့နေအိမ်ကအိမ်ကူမိန်ကလေးနှိမ့်ဆက်ခံရမှုကိုတရားစွဲဆိုဖို့အတွက်ဒီဇင်ဘာလ9ရက်နေ့ကပဟန်းတရားရုံးမှာရဲအစီရင်ခံစာတင်ခဲ့ပါတယ်။ ဒီနေ့တရားရုံးမှာရဲကျင့်ထုံ200နှစ်အရတင်ဆိုခဲ့တဲ့အစီရင်ခံစာမှာနောက်ဆုံးစေးစာထင်မြင်ချက်များမပါရှိခြင်းအရေးပါတဲ့သက်တေအချို့ကိုထပ်မံစစ်ဆေးဖို့လိုတယ်လို့မြို့နယ်တရားသူကြီးကပြောဆိုခဲ့ပါတယ်။ဒါကြောင့်အမှုကိုတရားရုံးကလက်မခံသေးဘဲထပ်မံဖြည့်ဆွက်ပြီးပြန်လည်တင်ပြခိုင်းခဲ့ပါတယ်။လူမှုကွန်ရက် Facebook ပေါ်မှာအသက်ရှင်နှစ်ခန့်ရှိတဲ့မိန်းကလေးဝင်းလစ်စလစ်နဲ့နှိပ်စက်ခံနေရပုံတွေနဲ့ အဆိုပါမိန်ကလေးကိုကယ်ထုတ်ပေးဖို့ရေးသားထားတဲ့စာတွေပြန့်နှံ့ပြီးနောက်ရဲတပ်ဖွဲ့ဝင်တွေတားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာနှိမ့်ဆက်သူဒေါ်တန်းတွေကိုနိုဝင်ဘာလ22ရက်နေ့မှာဗဟန်းမြို့နယ်တရားရုံးမှာတားရောက်အနှံပြီးနောက်တရားစွဲဆိုဖို့ပြင်ဆင်လာတာဖြစ်ပါတယ်။တရားလိုအဖြစ်လူမှုဝင်နဲ့ဦးစီးဌာနဦးစီးရာရှိဒေါ်ဆန်းဆန်းထွေးကတိုင်ကြားခဲ့တာဖြစ်ပါတယ်။အခုလက်ရှိမှာဒေါ်တန်းတွေကိုဗဟန်းမြို့နယ်ရဲစခန်းမှာကလေးတပ်ငယ်ဥပဒေပုံမှန်66ဂါကြီးနဲ့အေးအေးယူအမှုဖွင့်ထားပါတယ် တရားရုံးကိုတော့ဒီဇင်ဘာလ22ရက်နေ့ကို အစီရင်ခံစာပြန်လည်တင်ဖို့ထိန်းဆိုခဲ့ပါတယ်။